ခန်းနိုင်ငံကန်စတမူရီပြည်နယ်ဆိုင်ယွတ်မြို့အတွင်းအထောက်ထားမြန်မာနိုင်ငံသားများတင်ဆောင်လာတဲ့ရင်းမတော်တဆမှုဖြစ်ပွားခဲ့ရမှာ၃ဦးသေဆုံးပြီး၁၅ဦးထပ်မံနေထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းတနင်္ဂနွေဘက်မှလာတဲ့သတင်းများအရသိရပါတယ်။အော်တိုဘလ25ရဲ့ဒေသစံတော်ချိန်နဲ့9နိုင်ခွဲခန့်ကကန်စတမူရီပြည်နယ်ဆိုင်ယွတ်မြို့နယ်အတွင်းရှိဆက်ခလက်ပူရီကန်စတနပူရီလမ်းမကြီးမှာတန်ရာဖြစ်ပွေရာမော်တော်ယာဉ်တစ်စီးမှာအချိန်ပြင်းစွာမောင်းနေလာစဉ်လမ်းဝေးတစ်ခုအရောက်မှာအချိန်မထိန်နိုင်ပဲကားပြပချံနောက်ဘင်းကျွတ်ထွက် ခါလမ်းပြီးသူတိမ်းမောက်သွားခြင်းဖြစ်ပါတယ်။အဲဒီဖြစ်စဉ်ကြောင့်အထောက်ထားမြန်မာနိုင်ငံသား၃ဦးသေဆုံးက15ဦးထပ်မံနေထိခဲ့တဲ့အများရှိခဲ့ကြောင်းနဲ့ရှမောင်းဖြစ်သူနဲ့နောက်ထပ်အထောက်ထားမြန်မာနိုင်ငံသား၁၀ဦးခန့်မှာအခင်းဖြစ်ပွားရအနည်းရှိတောအုပ်တွင်သူထွက်ပြေးသွားကြကြောင်းနဲ့ထိုင်းသတင်းများကဆိုထားပါတယ်။အဲဒီရင်မတော်တဆမှုကြောင့်ထိခိုက်သေဆုံးခဲ့ကြသူများအားကယ်ဆယ်ရေးဖွဲ့များကဆိုင်းယုံမျိုးရှိဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းနဲ့တောအုပ်တွင်ထွက်ပြေးသွားကြသူများကိုလည်းထိုင်းအနာပိုင်များမှလိုက်လံရှာဖွေဖမ်းဆီးမှုများလုပ်ဆောင်ခဲ့ရာထောက်ထားမြန်မာနိုင်ငံသား ခုနှစ်ဦးအားပြန်လည်ဖက်စီရမိခဲ့ကြောင်းသိရပါသည်။ယခုအော်တိုဘာလမှာထိုင်းနိုင်ငံကန်ဆက်နပူရီပြည်နယ်တွင်အထောက်ထားမိမြန်မာနိုင်ငံသား400ဝန်းကျင်မှာဒိုင်းယာနာပိုင်များရဲ့ဖက်စီခြင်းခံခဲ့ရကြောင်းထိုင်းသတင်းဌာနများရဲ့ဖော်ပြချက်များအရသိရပါသည်။